်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တလအောက်ခံ BGF ကောင်းဆောင်စောချစ်သူအပြစ်မရှိ၍ထွက်ပြေးခြင်းမရှိရွှေကုတ်ကိုတွင်လဲကြားဖြန့်တရုတ်တထင်းများနေထိုင်ခြင်းမရှိဟုနိုင်မောင်စောပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြံဖတ်စစ်တလက်အောက်ခံနေကြဆောင်တန်း BGF ခေါင်းဆောင်စောချစ်သူတွင်ကြားဖြတ်နှင့်ပတ်သက်၍အပြစ်မရှိ၍ထွက်ပြေးခြင်းမရှိကြောင်း BGF ပြောခွင့်ရနိုင်မောင်စောကထိုင်းသတင်းမီဒီယာများသို့နိုဝင်ဘာလ20ရက်နေ့တွင် ထုတ်ဖော်ပြောဆိုထားပါသည်။လက်ရှိရွှေကုတ်ကိုအတွင်ကြားဖြတ်များကိုဖမ်းဆီးရာတွင်စစ်တပ်နှင့်အတူ BGF ကပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မရောက်လာရင်အမိန့်ကိုခံယူ၍ BGF ကကြားဖြန့်ရှင်းလင်းရေးကိုစစ်တပ်နဲ့အတူပူးတွဲဆောင်ရွက်ခြင်းဖြစ်ကြောင်းလက်ရှိတွင်ကရင်လုံခြုံရေးနှင့်နေဆက်ရေးရဝန်ကြီးဤစီမံကိုကဲမှုအောက်တွင်ကြားဖြန့်များကိုပိတ်ဆို့ဖမ်းဆီးနေကြောင်း BGF ကောင်းဆောင်စောချစ်သူနှင့်ပတ်သက်၍ထွက်ပြေးခြင်းမရှိပေဘာသာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုံခြုံနေ၍မအားမလတ်ဖြစ်နေကြောင်းစောချစ်သူတွင်ဘာအဖြစ်မှမရှိကြောင်းထုတ်ဖော်ပြောဆိုထားပါသည်ကျွန်တော်တို့အကြီးအကဲကကျွန်တော်တို့အမြင်မှာအများကတော့ဆွဆွဲချက်တွေကတော့အများကြီးရှိတာပုံလက်ရှိကတော့မြေပြင်မှာကကျွန်တော်တို့ကဒီစကမ်မှာ လုပ်ငန်းမှာကိုတိုင်ကိုကြပါဝင်ပတ်သက်ခြင်းလည်းလုံးဝမရှိဘူးကျွန်တော်တို့ဒီမြေကြီးပေါ်မှာလာပြီးတော့အစာအုပ်စောက်တယ်ဒီအစာအုပ်ပေါ်မှာဟိုတယ်စောက်တယ်ဒီဟိုတယ်ထဲမှာဘာလုပ်နေလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့သိတဲ့အချိန်မှလည်းအခုလိုပူပေါင်းဆောင်ရွက်ပြီးဖမ်းဆီးမှုတွေရှိတယ်ရှိတဲ့အခါကျတော့ကျွန်တော်တို့အကြီးအကဲမှဘာပြစ်မှမရှိဘူးဘာပြစ်မှမရှိဘူးဘာပြစ်မှမရှိတဲ့အတွက်လည်းပြေးဖို့ဘာဖို့လည်းမရှိဘူးသူ့အလုပ်သူလုပ်နေတယ်သူ့ရဲ့ဒေတာဖွံ့ဖြိုးရေးအလုပ်တွေနဲ့သူမအားလက်ဘူး ကျွန်တော်တို့ကိုညွှန်ကြားစရာရှိတာတွေဒီကြဖြတ်တိုက်ဖြတ်ရေးကိုဖြတ်ဖြတ်သားသားဆောင်ရွက်ဖို့ညွှန်ကြားတယ်ပြီးတော့ကျွန်တော်တို့အကြီးအကဲကသူ့ဟာသူလမ်းဖောက်တယ်ဘာသာရေးအဆောက်အဦတွေစောက်တယ်အဲ့ဒီဘက်တွေသွားကြည့်နေတာရှိတယ်ကျွန်တော်တို့အကြီးအကဲကဘယ်မှမပြေဘူးဟု BGF နိုင်မောင်စောကပြောပါတယ်ရှင်ဖြင့်ရွှေကုတ်ကိုအတွင်မှကြဖြတ်တရုတ်တထင်းများကို BGF ကတဲထုတ်ပေးနေသည်ဆိုသောသတင်းများနှင့်ပတ်သက်၍ထိုကဲ့သို့ဖြစ်စဉ်များမရှိကြောင်းတရုတ်တထင်းများကရွှေကုတ်ကိုတွင်မနေဘဲလုံခြုံသည့်နေရာတွင်နေကြကြောင်း တရုတ်သတိများကိုရွှေ့ပြောင်းပေးခြင်းမရှိပေမြန်မာပြည်နယ်ပေါ်တရုတ်များသာပြန်လည်ထွက်ခွာနေကြခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်တရုတ်သတိတွေကိုကြိုတင်ရွှေ့ထားတာမရှိပါဘူးကျွန်တော်ခဏခဏပြောမှုတဲ့ဇာတ်ကားရှိတယ်သတိတွေကကျွန်တော်တို့စီမမနေပါဘူးသတိတွေကဒီလိုနေရာသေးသေးလေးမှဘာမှစိန်ခံကောင်းစရာလည်းမရှိတဲ့နေရာမှမရှိပါဘူးသူတို့ကရှင်းရှင်းပြောရင်ကျွန်တော်တို့လေးလာတလို့ဆိုရင်ငွေကြေးလေးချမ်းသာတဲ့သူတွေကလုံခြုံပြီးတော့မှဒီလောက်ပြဿနာတွေရှုပ်ထွေးနေတဲ့နေရာမှဘယ်သတိမှလည်းမနေပါဘူး ။ဆိုလိုရင်းကရေမြေပထဝီဝင်အနေထားရမကောင်းတာလုပ်တဲ့သူကပြေးလို့လွယ်တဲ့နေရာမှာပဲသူနေမှာပေါ့။အဲ့ဒီတော့ဆိုလိုဂျင်နာကကျွန်တော်တို့စီမှာအဲ့ဒီတတိယတွေနဲ့ပတ်သက်ပြီးရွှေတာပြောင်းတာလုံးဝမရှိပါဘူးဒီကာလတွေမှာမြန်မာနိုင်ငံသားတွေကတရုတ်တွေထွက်ပြေးသွားတာဖြစ်တဲ့အတွက်တချို့အလုပ်ကိုင်းတွေမရှိလာမှာဖြစ်တဲ့အတွက်ဈေးဆိုင်ဖွင့်ထားတဲ့သူကနေခဲ့မှာပေါ့ဟိုတယ်ဖွင့်ထားတဲ့သူကနေခဲ့မှာပေါ့မြန်မာပြည်ပွားတရုတ်တွေပဲပြန်နေကြတာတရုတ်တွေကိုပို့ဆောင်ချက်လုံးဝမရှိပါဘူးဟု BGF နိုင်မောင်စောကပြောဆိုပါတယ် လက်ရှိတွင်ရွှေကုတ်ကိုတွင်စိုက်22နေရာကိုစီးနင်းခဲ့ပြီးလူပေါင်း900ကျော်ကိုဖမ်းဆီးကာကွန်ပျူတာ3000နီးပါးနှင့်ဖုန်းပေါင်း2000ကျော်ကိုသိမ်းဆည်းရရှိထားကြောင်းနိုင်မောင်စောကပြောပါရယ်ဆက်လက်ပြီးစစ်အုပ်စုအတွက်တပူပေါ်နှစ်ပူစစ်ဖြစ်လာရသည့်အမေရိကန်ကွန်ဂရက်ကြားနာပွဲ ရမနီကမြမအရေးကြွန့်ကျင်သူများအားဖိတ်ခေါ်၍အထင်ကရပြုလုပ်ခဲ့သောအောက်လွတ်တော်နိုင်ငံသားရေးရကော်မတီ၏ကြားနာပွဲကိုမစုံနိုင်သောမြမချက်တိများနှင့်အမေရိကန်၏ကန့်သက်ထားသောရွေးချယ်ပိုင်ခွင့်များဟုခေါင်းစဉ်တက်ထားသောလည်းတကယ်တမ်းတွင်လုံပိုင်ခွင့်များစွာထွက်ပေါ်လာသည်ကိုတွေ့လာရသည်ဟုသတင်းများကဆိုပါသည်ကျွမ်းကျင်သူများ၏တင်ပြချက်နှင့်ကွန်ကရက်အမတ်များ၏မေးခွန်းထုတ်ထောက်ပြမှုများဖြေဆိုပြီးတွင်ယခုလိုပါတီကြီးနှစ်ရပ်ပေါင်းကတင်ကြီးတညွတ်ထဲကောက်ချက်ချခဲ့ခြင်းဖြစ်ပါသည် ဒီကေတန်းတွင်အကန့်သတ်ရှိနေခြင်းမျိုးမဟုတ်ဘဲပြဿနာကိုနိုင်ငံရေးအရဖြေရှင်းရန်ဆန္ဒဆိုသည့်အပေါ်အကြက်ရိုက်နေခြင်းသာဖြစ်တည်ကိုတွေ့လာကြရပါသည်ထူးခြားချက်အဖြစ်ထွက်ပေါ်လာသည့်ရလဒ်တီကဘာမှမလုပ်ဘဲနေလိုသည့်အကြောင်းပြချက်များကိုစနစ်တကျအခြေဖြတ်ခဲ့ကြပြီးရှပ်ပော့ပေးထားမှုကိုအခြေမခံတော့ဘဲဖိအားပေးရန်လိုအပ်သည့်မဟာဗျူဟာအစ်တရက်အရေးတကြီးလိုအပ်လာပြီဆိုသည့်ကိုသိရှိလာကြခြင်းဖြစ်ပါသည်အရေးကြီးဆုံးအဖြစ်စီအိုစုလော်ဘီများခင်းလာသည့်မြန်မာစစ်တပ်ကိုအမေရိကန်ဤထိတွေ့ဆက်ဆံမှုမှတဆင်တရုတ်နိုင်ငံနှင့် ်ဆွဲခွာနိုင်သည်ဟုသောအယူအဆကိုခြေဖြတ်ဖြစ်နိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။ပါဝင်ဆွေးနွေးခဲ့သည့် STEM Sam Center မှ Steve Rolf ကလူမျိုးတုံးသက်ဖြတ်မှုကျူးလွန်ကြောင်းတရားဝင်ဆွဆွဲခံထားရပြီးကမ္ဘာလုံးဆိုင်ရာရစပွင့်မှုလုပ်ငန်းများမှအကျိုးမြတ်ရနေသူများကျောင်းများနှင့်စေယုံများကိုရည်ရွယ်ချက်ရှိရှိပုံကျက်တိုက်ခိုက်နေသည့်အဖွဲ့အစည်းသည်ညီနိုင်၍ရနိုင်သောစင်ကျင်းတို့တရားရှိသည့်နိုင်ငံတော်အစိုးရတရားမဟုတ်ကြောင်းပြောဆိုခဲ့ပါသည်။ထိုအဖွဲ့အစည်းသည်၎င်း၏ကိုပိုင်ရှင်းတန်ရည်ရည်အတွက်သာအာယုံဆိုင်သည့်ရာဇဝတ်မှုလုပ်ငန်းတစုတာဖြစ်သည်ဟုတင်ပြခဲ့ပါသည်။ ကွန်ကရက်အမတ်များနှင့်တပ်တိထွက်ဆိုခဲ့သူများအလုံးကစစ်အုပ်စုရဲ့လူထုအပေါ်စနစ်တကျကျူးလွန်နေသောရက်ဆက်ကြမ်းကြုတ်မှုများနိုင်ငံကိုစိုက်ပါရာဇဝတ်မှုများကျူးလွန်ရာဗဟုချက်အဖြစ်အသွင်ပြောင်းကဲမှုများကိုပြင်းထန်သောစကားလုံးများဖြင့်ရှုံချခဲ့ကြသည်ထို့ပြင်စစ်အုပ်စု၏ရွေးကောက်ပွဲအားလည်း၎င်းတို့၏ပုံရိပ်ကိုခပ်ဝါချရန်ကြိုးပမ်းလာသည်လိန်ညာမှုအဖြစ်တညီတညွတ်ထဲပယ်ချခဲ့ကြသည် ကွန်ကရက်အမတ်များကအချက်လီချက်ကိုထောက်တိုင်အဖြစ်ထားပြီးအမေရိကန်၏မဟာဗျူဟာကိုပြန်လည်အဖြစ်ရန်ရှင်းလင်းပြသသည့်လုပ်ပိုင်권အာဏာချမှတ်ဖို့လေတစုတဝေးတဲ့ဖြစ်လာကြပါတယ်။ဒီစေအုပ်စု၏ဗန္နာရေးအသက်သွေးချောများကိုဖျက်တောက်ပစ်ခြင်းဖြင့်၎င်းတို့၏စစ်ရန်နရာကြီးရပ်တန့်သွားရန်ထို့အတွက်မြန်မာစီးပွားရေးဘဏ်နှင့်မြန်မာရင်းနှီးလုပ်ငန်းအားပိတ်ဆို့တန်ခတ်ဖို့လိုကြောင်းကွန်ကရက်အမတ်များကတင်ပြလာပြီးဖြစ်၍မကြက်တကြက်လှုပ်ထားသောစီးပွားရေးတန်ခတ်မှုခေတ်ကုံဆုံးတော်မူဖြစ်သည်။ ်နှင့်မြမအတွက်အစ်စ်မြင့်အထူးကိုယ်စားလှယ်ခံထားရန်၎င်းအားဂျိုးနီစနစ်များဖေရှားရန်နှင့်အာဆီယံအပေါ်အလွန်အကျွံမှီနေမှုများအဆုံးသတ်နိုင်ပြီးလောက်ပိုင်ခွင့်များပြဋ္ဌာန်းပေးရန်၃အမေရိကန်သည်ဒေါ်လာရေးကိုအားဖြည့်ပေးနိုင်ပြီး Pharma Act ကိုအပြည့်အဝအကောင့်ထည့်ဖို့ရန်လူအသက်ကိုအနည်းငယ်မပေးနိုင်သည့်အကူအညီများဖြင့် NUG အားပံ့ပိုးပေးသွားရန်ထိုထဲတွင်လွတ်မြောက်နိုင်မည်များအားလုံခြုံစိတ်ချသောစီမံခန့်ခွဲနိုင်ရေးအတွက် အုပ်ချုပ်ရေးနှင့်ဆက်သွယ်ရေးနည်းပညာများဖြင့်အကူအညီပေးရန်တို့ပါရှိပါသည်။လေအမေရိကန်နိုင်ငံသားများအားတိုက်ရိုက်ချိန်ချောက်လာနိုင်မှုကိုရင်ဆိုင်ဖြေရှင်းရန်ဆေးဥစုလက်အောက်တွင်ရှင်သန်ကြီးထွားလာနေသောအွန်လိုင်းငွေလိမ်ကိုင်းများသည့်အဝေးတွင်ရှိနေသည့်ပြဿနာမျိုးမဟုတ်ဘဲနိုင်ငံလုံးကျုံရေးကိုတိုက်ရိုက်ချိန်ချောက်လာမှုဟုယူဆလာကြသည်။ရိုဟင်ဂျာကိစ္စကိုလည်းဆက်လက်ဆွေးနွေးခဲ့သည့်ထိုကြားနာပွဲ၏နောက်ဆုံးရအနည်းချုပ်အဖြစ်အားလုံးသဘောပေါက်လာကြသည်ကခေါင်းစဉ်တွင်ပါဝင်သောအခက်အသက်ရှိသည့်ရွေးချယ်စရာများဆိုသည်မှာမာယွင်းသည့်အခြေခံယူဆချက်တစ်ခုဖြစ်သည်ဟု၍ပင်ဖြစ်သည်။ ရွေးချယ်စရာများမှရှိနေပြီဖြစ်သည်ထီထွေးဆက်ဆံခြင်းဖြင့်အန္တရာယ်ရှိသည့်ကိုသိလာပြီးစေအုပ်စုလော်ဘီများ၏တယုံနှင့်ခွဲထုတ်နိုင်သည်ဆိုသောဝါဒဖြန့်ချိမှုကိုပယ်ချလိုက်ရသည်ထိုအစားဖြတ်သားသောဖိအားပေးမှုမဟာဗျူဟာကိုလက်ခံကျင့်သုံးရမည်ကွန်ကရစ်သည်အစိုးရအားနောက်ဆုံးတွင်ဥဆောင်စေနိုင်ရန်အတွက်တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုပေးအပ်လာသည်ဟု၍အဆိုပါကြားနာပွဲကိုအသေးစိတ်လေ့လာခဲ့သည့်ဂျိမ်းရွှေ၏ DVB တွင်ဖော်ပြထားသည့်အဆောင်ပါမှကောက်နှုတ်တင်ပြပါသည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည် ဆလဗီနေရကံပြူဟာကုန်းကိုစစ်ကူလာတဲ့စကစတပ်သားတွေကိုအေအေနဲ့ပူပေါင်းတပ်တွေပိတ်ဆို့တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။မကွေးတိုင်းအမ်ပရလန်ပိုင်ရှိနေရကံလီကျောင်းရံကားကွယ်ရေးစခန်းပြူဟာကုန်းရဲ့လက်ကျန်စခန်းတွေကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်သားတွေကိုအာရကတပ်တော်အေအေနဲ့ပူပေါင်းတပ်တွေကပိတ်ဆို့ဖျက်တောက်တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ဟောင်းဗရန်တက်နယ်ရှိအမှတ်905အမြောက်စစ်စစ်ရေးကုကဲမှုဌာနချုပ်အမှတ်385အမြောက်တပ်ရင်းနဲ့ အမှတ်၄ရကိုအမြောက်တရင်တို့မှနိုင်ရီကံပြူဟာကုန်းရဲ့လက်ကျန်စကန်းကိုစစ်အင်အားတွေပို့ဆောင်နေတာဖြစ်ပြီးအဗရန်လန်တက်မှခုတ်ကြီးကြီးပါနဲ့လန်ဟောင်းမှပစိဖိုက်တာကုန်းကြီးပါတွေအနီအယောက်မှာအေအေနဲ့ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တယ်လို့ဒေါ်လန်ရီတပ်ဖွဲ့တွေစီကသိရပါတယ်။နိုင်ရီကံပြူဟာကုန်းကိုစစ်ကူလာတဲ့စစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတွေထိစုံထိခိုက်မှုများစွာရှိနေပြီးဖက်ပြေးလွမြောက်မှုတွေလည်းရှိနေကြတယ်လို့တော်လန်ရီတပ်ဖွဲ့ဝင်တအူးကသတင်းဌာနကိုပြောပါတယ်။သူတို့ကဖြူဟာကုန်းကိုစစ်ကူဇက်တိုက်ပို့နေတာ အဲ့ဒါကိုကျွန်တော်တို့တော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်တော့အကြဆုံးများစွာရှိပါတယ်။တိုက်ပွဲအတွင်းမှာလည်းစကစတပ်သားတွေဟာထွက်ပြေးသွားကြတာတွေရှိပါတယ်။ထွက်ပြေးသွားကြသူတွေကိုလည်းတော်လန်ရေးတပ်တွေကလိုက်လံရှာဖွေနေတာရှိပါတယ်လို့သူကဆက်ပြောပါတယ်။အာရကတပ်တော် AA နဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာနေရီကန်ပြူဟာကုန်းရဲ့တချို့တဝက်ကိုတင်ပိုက်ထိန်းချုပ်ထားတာဖြစ်ပြီးပြူဟာကုန်းကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့ခမောက်တောင်စက္ကန့်တစ်ခုသာကြန့်ရှိတော့တာလည်းဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ခမောက်တောင်စခန်းကိုလည်းအေအေနဲ့ပူးပေါင်းတပ်တွေကဝင်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီးစစ်ကောင်စီတပ်ကလည်း Jet Fighter, White Bear တွေနဲ့ဘုံကျဲချတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။စစ်ကူစစ်ကြောင်းတွေတက်လာရင်လေကြောင်းကတော့အမြဲတမ်းပါလာရှိပါတယ်။ White Bear လျင်တွေနဲ့ဆိုတနေကုန်ကင်းထောက်ပြီးနေရာအနှက်ကိုဘုံကျဲချတိုက်ခိုက်တာတွေပြုလုပ်ပါတယ်။ဒီနေ့မကုန်ခင်ပြူဟာကုန်းကိုအပြည့်အဝသိမ်းပိုက်နိုင်ဖို့ဒေါ်လာရေးတပ်တွေကလည်းပြင်ဆင်နေတာရှိပါတယ်လို့အေအေနဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တအူကပြောပါတယ်။ စစ်ကောင်စီတပ်ဟာနေရီကန်ပြူဟောက်ကုန်းကိုမြေပြင်ကနေစစ်ကူအင်အားပို့ဆောင်လို့မရတာကြောင့်လေကြောင်းကနေစစ်ကူအင်အားစားနေရိတ်ခါတွေကိုပို့ဆောင်နေရတယ်လို့လည်းသိရပါဗျ။အပဒန်လမ်းပိုင်းရှိနေရီကန်ပြူဟောက်ကုန်းဟာအမြင့်ပေ9000ကျော်မှတည်ရှိနေတာဖြစ်ပြီးကြန့်ရှိနေသေးတဲ့ခမောက်တောင်ဆက်ခမ်းမှာလည်းအင်အား300ဝန်းကျင်လောက်သာရှိတော့တာလည်းဖြစ်ပါတယ်။ အင်အား300ကျော်သာရှိတော့တဲ့အဲ့ဒီခမောက်တောင်စခန်းကနေဖြူးသူစစ်မှုတန်းပါစတွေအပါအဝင်စစ်ကောင်စီတပ်သားတွေဟာအေအေနဲ့ပူပေါင်းတပ်တွေစီကိုလာရောက်အလင်းဝင်ရောက်မှုတွေဖျက်ပြေးမှုတွေရှိနေကြတယ်လို့လည်းစစ်ရေးတရင်ရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ဟောင်းနှရိတ်ကံပြူဟာကုံတဝက်လောက်ကိုအေအေနဲ့ပူပေါင်းတပ်တွေထံကြားရောက်ခဲ့ပြီးနောက်ကပါစဆလီစက်ယုံနဲ့လိမ့်မိုင်အကွာအဗဒန်လန်းစုံမှာရှိတဲ့ပြင်းဝစစ်စစ်ရေးဂိတ်နဲ့တာယာကုံကြီးပါအနီးအနားမှာကကင်းစခန်းတွေအများပြားထိုးချက်ဆောက်လုပ်နေတယ်လို့လည်းသိရပါတယ်။ ကျမ යි တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်